အမေလက်ရလာကိုဘယ်ဟင်းမှစားမကောင်းဘူးဆိုတာလူတိုင်းအတွက်အမှန်တရားတစ်ခုပါ။ဒါပေမဲ့အမေလက်ရကိုအเจ้าအမျိုးမျိုးကြောင့်မစားပြက်ခင်မှာကိုယ်တိုင်ချက်ပြုတ်နိုင်မဲ့နီလန်းလေးတွေမျှပေးကြပါတယ်။ရွှေဖြုံသီးစက်သားပေါင်းလှုပ်စားကြမလား။ရွှေဖြုံသီးကိုအလုံးမပြတ်စီပဲစက်သားနဲ့ရောပြီးဆိုင်းအိုက်ဝူကချက်ပြပါမယ်။ဖြုံသီးကိုရေးစေးပြီးတော့အခွက်လေးလိုပုံလာတော့အာပိတ်လို့ရအောင်သူ့ကိုသားနဲ့ပပားလီပြီးတော့အဖုံးလေးလိုလှုပ်အောင် အဲကော်ထုတ်ပြီးမှအထက်ကအစပလာလေးကိုစိုးနေလေးကော်ထုတ်ရပါတယ်စိုးနေလေးကော်ထုတ်ပြီးမှဒီကောင်လေးထားပြီးမှအသားကိုတက်တော့ကျက်သားကိုတက်တော့ဆင်းထားတဲ့ပကံလေးကိုကျက်ဥထဲအဲဟွာပဲပြားအဖြူကိုထည့်ထည့်ပြီးမှစားကျက်သားမဟုတ်ဘူးနဲ့ညက်ညက်နေအောင်နေရပါတယ်နေပြီးမှပဲအဲ့ဒီရှေဖုန်ကြီးလေးကိုထည့်ထည့်ပြီးမှပဲအဖုံးကိုပြစ်တိချအောင်ပြန်ဖုံးဖုံးပြီးမှတောချတောချထိုးတန်လေးနဲ့အပေါ်ကနေအဖုံးပိတ်ထားရပါတယ်ဒါမှသူပေါင်းတဲ့ချိန်ကျရင်မထွက်လာဘူး ပေါင်းပေါင်းတဲ့ချိန်အာရေတဲ့ဟိုရေအိုးတဲ့ပေါင်းထည့်လိုက်မှာပဲသူကအဲ့ဒီမိနစ်20 club chip ပေါင်းရပါတယ်အဲ့ဟာပါအရန်လဲမမဲ့အရန်လဲမစိမ့်နဲ့ရွှေဖြုံသီးတလုံးကပြုတ်လို့အနေတော်မဲ့အရွယ်စားမှရှိရပါမယ်။နောက်စက်သားရင်မုံတစ်ခု စားနဲ့ကျအူအကားမုံနဲ့ဂျပန်တူဘူးမယုတ်ကောင်းကိုအချိုးစာရောပြီးသုံးပါမယ်။ရွှေဖြုံသီးရဲ့ထိပ်ပိုင်းကိုဓာလီနဲ့ဖြတ်မယ်။ အထဲကအစီတွေကိုဇွန်းနဲ့ခတ်ထုတ်ရပါမယ်။ပြီးရင်တောက်တောက်ဆင်းထားတဲ့ကြက်သားရင်မုံကိုကြက်ဥ၊တို့ဥ၊စားနဲ့အသားမုံတွေရောနေပြီး ရွှေဖြုံသီးတွေကိုထည့်ရပါမယ်။ပြီးရင်ဖြတ်ထားတဲ့ထိပ်ပိုင်းလေးကိုပြန်ဖုံးအုပ်လိုက်ပြီးသွားကြထုရံနဲ့ထိုးပြီးစိုက်လိုက်ပါ။ပေါင်းအိုးထဲမှာမိနစ်20လောက်ကြာပြီဆိုရင်တော့အလုံးထည့်မပြတ်တဲ့ရွှေဖြုံသီးနဲ့ချုံမြလက်ဆက်တဲ့ကြက်သားရွှေဖြုံရင်ခွဲရပြီပေါ့။